အဲ့တော့မုံဆွဲဆိုတာကတော့ဟိုလူအများစုကတော့အဆွဲလန်းအဆွဲလန်းလို့ပြောလာလို့ရှိရင်ချစ်လို့ဆွဲတဲ့အဆွဲကိုပဲသတိပြုမိကြတာပေါ့နော်ကိုအရန်ချစ်တဲ့သူကိုအရန်တွေ့ထားတဲ့သူကိုပဲဆွဲလန်းကြတယ်ဆွဲလန်းတဲ့တို့ကြောင့်ကိုအရန်ချစ်တဲ့မိဘကိုအရန်ချစ်တဲ့သားသမီးကိုအရန်ချစ်တဲ့ချစ်သူတွေရဲ့ပတ်ဝန်းကျင်မှာပဲမကျွတ်မလို့ဖြစ်နေကြတယ်ဆိုပြီးတော့ပြောလို့ပြောတာရှိကြတာပေါ့တကယ်တဆင်ပြတာဖြစ်တဲ့ဆိုရင်တော့မှဒါအဆွဲလန်းကြောင့်ချစ်တဲ့အဆွဲလန်းတွေကြောင့်လို့ပြောကြတာလीတကယ်တမ်းကျတော့ချစ်တဲ့အဆွဲချစ်မှဆွဲလန်းတာလည်းမဟုတ်မုံရင်လည်းဆွဲလန်းတာပဲအဲ့တော့မုံတဲ့အဆွဲလန်းကြောင့်လည်းပဲ ဒီမကောင်းတဲ့ဒုက္ခတွေဘဝရောက်နိုင်တယ်နောက်ဆုံးလူဖြစ်လူဒုက္ခတွေဘဝရောက်တယ်ပဲထားအောင်တော့မုံဆွဲသိပ်ကြီးမယ်ဆိုလို့ရှိရင်ကိုမုံမတဲ့ဆိုတဲ့သူတွေရဲ့ပတ်ဝန်းကျင်မှာလူဖြစ်ရတတ်တယ်ကိုမုံတဲ့နေရာဒေသမှာလူပြန်ဖြစ်တတ်တယ်ပေါ့ဖြစ်လာလို့ရှိရင်အဲ့ဒီကမုံစိတ်တွေမုံဆွဲတွေကြောင့်ရန်ညိုးတွေကလေးစားခြင်းမှုတွေဖြစ်ပြီးတော့ကိုကိုယ်တိုင်လက်စိတ်အခြေမှုများနေတော့ဘူးကိုကျင်လျာပတ်ဝန်းကျင်လူတွေလည်းစိတ်အခြေမှုများနေတော့ဘူးကောင်းကျိုးတွေလည်းမြန်နေတော့ဆိုးကျိုးတွေပဲဖြစ်ပေါ်လာနိုင်တယ်ပေါ့နော်အဲ့တော့တန်တရားမှာမုံတရားတွေလက်ကင်ထားပြီးတော့မုံစိတ်နဲ့တင် ရတ္တမဏိမင်းနဲ့မိုးဆွဲစင်းရောက်သွားမယ်ဆိုလို့ရှိရင်ဆိုယူတွေကြုံတွေ့နေတယ်ဆိုတဲ့အကြောင်းသင်ခန်းစာလေးပေးထားတာပါတခါတည်းမှာအဖြစ်ပြက်ကိုကြီးပဲစဉ်းစားနေလို့ရှိရင်မိုးဆွဲကဖြောက်ဖို့မလွယ်ဘူးအဲ့ဒီခါမျိုးမှာဘာမှစဉ်းစားမလို့တော့မနိုင်ကြမ်းမချမ်းသာပါစေလို့ပဲမေတ္တာလူပို့လိုက်လို့လည်းရတာပေါ့နော်တခါတည်းကျတော့လေလူဆိုတာအတ္တဘုဟုပြုတာပဲကိုကောင်းချိုးကိုလိုလာတာဒီမှာတချို့ဆိုလို့ရှိရင်လူမျိုးရေးဘာသာရေးနဲ့ပတ်သက်လို့အမုန်းတရားကြီးမာတာတွေလည်းရှိတာပေါ့နော်ဒီလူမျိုးဆိုရင်သိမ့်မုန်းတာပဲဆိုတာမျိုးဒီလူမျိုးတွေနဲ့တွေ့ကုန်မတွေ့ချင်ဘူးမြင်ကုန်မမြင်ချင်ဘူး ကိုဒေတာမရှိကိုမရှိစေခြင်းမူဆိုတော့အလားအရာကတာမန်အဖြစ်တာမန်အနေထားနဲ့ပဲကိုလူမျိုးတွေကြီးပဲကိုနေရာဒေတာလေးမရှိနေစေခြင်းနဲ့ဆိုတော့ပေါ်ပေါ်ပါပါစိတ်နေဆိုရင်ပြဿနာမရှိပါနဲ့အစွမ်းတိုင်းကြီးတိတ်ကြီးသွားတယ်မုန်းနေဆိုလို့ရှိရင်တော့ဒီလူမျိုးကိုသိမုန်းနေဆိုရင်တော့အဲ့ဒါတိတ်ကြပြီးနောက်ဘွားကျတော့ကိုမုန်းမဲ့ဆိုတဲ့လူမျိုးမှပဲလူဖြစ်ရမှာပဲ နော်ဒီဘာသာဝင်တွေသိမ့်မုံတာပဲဒီဘာသာဝင်တွေငါကြည့်ကိုမကြည့်ချင်ဘူးဆိုပြီးတော့တိတ်ပြီးတော့အစွမ်းလန်းကြီးကြီးနဲ့မုံမယ်ဆိုလို့ရှိရင်တေးကြပါတယ်နောက်ဘာကျရင်ကိုမုံမှလည်းဆိုတဲ့ဘာသာဝင်ပဲတော့ဖြစ်မှာပဲအဲ့တော့ကိုမုံတဲ့လူမျိုးမှဖြစ်ရမယ်ကိုမုံတဲ့ဘာသာဝင်မှတော့ဖြစ်ရမယ်ဆိုရင်ကိုပဲစိတ်ဆင်းရဲမှာပေါ့နော်အဲ့ဘောမှာပြောမှာမဟုတ်ဘူးဒီတော့မုံဆွဲဆိုတာအမြဲတမ်းကိုကြောက်စရာကောင်းပါတယ်ချစ်ဆွဲထတာပူကြောက်စရာကောင်းတယ်လို့ပြောရမှာပေါ့နော်အဲ့တော့မုန်းနေဆိုတာကွာနံစကလုံးတွေတော့လှတယ်လို့တော့ရှိတာပေါ့နော်ဒါမှမဟုတ်လဲ အဲဆိုကြတော့ပြင်ထမ်းပါတယ်အချစ်ချင်းတင်မေတ္တာတရားဆိုတာအချစ်ချင်းပေါ့နော်မေတ္တာဆိုတာကောင်းတာမို့လို့ထားလိုက်တော့အချစ်တရားဆိုတာတော့ဒါလူတွေရဲ့မျိုးဆက်ပြောင်းပွားရေးအတွက်လည်းအရေးကြီးတာဆိုတော့ချစ်ချင်းဆိုတာတော့ရှိနေမှာပါပဲဖယ်ဖျောက်လို့မရဘူးပေါ့နော်အဲဒါမဲ့လို့အမုန်းတရားဆိုတာတော့လုံဝကင်းရှင်ကင်းစင်လေးကောင်းလေးပါပဲအခုခုခေတ်ဆိုလို့ရှင်လည်းဒါအမုန်းတရား ဖြန့်ချီတာတွေအမုန်းစကားပြောတာတွေခက်စားနေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မလို့အမုန်းတရားရဲ့အပြစ်ကိုမြင်ပြီးတော့ உங்களுடைய அரிய சொன்ன நிலைமையுடைய ஜீவாள்